machine အော်တိုဘာ29ရက်ဗုဒ္ဓဟူးနေ့အတွက်ရွှေရံကုန်ရဲ့ထူးထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဦးစွာတင်ဆက်ပေးမယ့်သတင်းကတော့ချမ်းမြသာစီမြို့နယ်တွင်အတော်ကိုတူနေထူးထူးတူမာကိုဖမ်းမိရတဲ့သတင်းဖြစ်ပါတယ်။မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာငွေကြီးအခက်ခဲကြောင့်အတော်ဖြစ်သူကိုတန်ရိုက်တူနေရိုက်တက်ပြီးရွှေတုံးနဲ့ငွေတွေယူဆောင်ခဲ့တဲ့တူမာဖြစ်သူအလဲလန်းပြဆီယာမာကိုဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ကအော်တိုဘာ29ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဖြစ်စဉ်မှာအော်တိုဘာ26ရက်မနက် ပိုင်းကမန္တလေးမြို့ချမ်းမြသာစီမြို့နယ်မြို့တင်2ရပ်ကွက်လမ်း80အိမ်108လမ်းနဲ့108လမ်းရှိနေတဲ့အိမ်မှာနေအိမ်ပိုင်ရှင်အငိမ့်ချစာကြီးတိုင်းမှုဒေါခင်ဆိုးမြင့်84နှစ်ကိုနေအိမ်မြည်ထက်အေကန်အတွင်ထိုင်ကုန်ပေါ်မှာဥပေါင်းပေါက်ပြန်တန်ရာတချို့နဲ့တည်ဆုံးနေပြီးအတူနေမြည်ဖြစ်သူဒေါ်အေးအေးခိုင်36နှစ်ကိုမြည်ညီတဲ့အေကန်ကရင်ပေါ်မှာဥပေါင်းဝဲနဲ့ထင်ပေါက်ပြန်တန်ရာနှစ်ချက်ရရှိခဲ့တယ်လို့သိရပါတယ်။ ကျူးလွန်သူမှာဒေဆုံးသူရဲ့ဒူမတော်ဆက်သူဖြင်းဦးလွင်မျိုးအမှတ်၄အခြေခံပညာအလဲတန်းကြောင့်မှတွဲဘက်တာဝန်ထမ်းဆောင်နေတဲ့အလဲတန်းပြဆီယာမှာမဆူဆူထွန်းဖြစ်ကြောင်း အောက်တိုဘာ26ရက်ညနေ9နာရီကျော်မှာအခင်းဖြစ်နေကိုပြန်ရောက်လာစဉ်ဖမ်းမိခဲ့ရဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ငွေကြေးခက်ခဲကြောင့်အတော်ဖြစ်သူနဲ့တူမဖြစ်သူတို့ကိုတန်ရိုက်တူနဲ့ထူရိုက်ခဲ့တဲ့မဆူဆူထုံကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရင်းနဲ့တက်တီကံပစ္စည်းတွေပြန်လည်သိမ်းဆည်းနိုင်ရေးဆက်လက်ဆောင်ရွက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမယ့်တင်ရတော့လာရှုံမြို့မှာကားတစီးကဆိုင်ကယ်လေးစီးကိုတိုက်မိလို့လူသုံးဦးသေဆုံးတဲ့အကြောင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့အမှတ်2 ခြေခံပညာထပ်တန်းကျောင်းရှိတွင်အောက်တိုဘာလ26ရက်နေ့ညဦးပိုင်းကကားတစ်စီးကဆိုင်ကယ်လေးစီးကိုတိုက်သွားလို့လူသုံးဦးသေဆုံးကြောင်းသိရပါတယ်။ကားမောင်းတဲ့သူကစီးကြောင်နေတာလို့သိရပြီးမောင်းတဲ့တယောက်ကဆယ်ကျော်သက်အရွယ်သားရှိသေးကအရှိန်ပြင်းပြင်းဖြစ်မောင်းလာပြီးတိုက်သွားတယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ကြီးတစောင်းတိုင်းနေလွတ်အယုံများစတင်လွတ်တင်တဲ့သတင်းဖြစ်ပါတယ်။ပထမရက်နေလွတ်အလုံး30လွတ်တင်ခဲ့ကြောင်းသိရပါတယ်။၂025ခုနှစ်အောက်တိုဘာလ28ရက်မနက်ပိုင်း10နာရီအချိန်မှစတင်၍မိဘုံပြန်နေလွတ်အယုံများကိုစတင်လွတ်တင်နေခြင်းဖြစ်ကပထမရက်တွင်နေလွတ်အယုံမိဘုံပြန်ပေါင်းအလုံး30လွတ်တင်ပေးခဲ့ကြောင်းအောက်တိုဘာ28ရက်မနက်ပိုင်း9နာရီတွင်ဆရာတော်တန်ဃာတော်၅ပါးကိုပိတ်ဖိတ်ကတောင်ကြီးတစောင်းတိုင်းမိဘုံပြန် ပွဲတော်ကျင်းပရေးအမှန်ပေကေဖြတ်တိုင်းစင်မြင့်ပေါ်တွင်အနီရကင်းတရားနာပိဋကတရားတို့အရေးတရားတော်များရုပ်ဖတ်ပူဇော်ကြောင်းတည်ရပါတယ်။ယခုနှစ်တွင်နေလွတ်မီပုံပြန်အယုတ်စရင်သည်ချင်းနှံချောင်း192လုံး၊ချီလီချောင်း104လုံး၊အုတ်စုအလုံး66လုံး၊စုစုပေါင်း362လုံးရှိကြောင်းအမှတ်ပေးရေးဖြတ်တိုင်းဖွဲ့ထံမှသိရှိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်တင်ရတော့ KIA PDF အဖွဲ့ကဗမာရှိပြည်သူနေရအဆောက်အုံများနဲ့ဌာနဆိုင်ရာအဆောက်အုံများကိုမိရှုဖြည့်ဆည်းခဲ့တဲ့တင်ဖြစ်ပါရဲ့ရှင်။ KIA PDF ပူပေါင်းအဖွဲ့ကဗမာမျိုးအတွင်ရှိပြည်သူနေရအဆောက်အုံများနဲ့ဌာနဆိုင်ရာအဆောက်အုံများကိုမိရှုဖြည့်ဆည်းခဲ့ကြောင်းနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ထုတ်ပြန်ကြမ်းများအရတီးရပါတယ်။ တမတော်စစ်ကြောင်းများကအမောင်းမြို့အားပြန်လည်တင်ပတ်ရရှိရေးအတွက်နေမီလုံခြုံရေးလုပ်ငန်းများကိုစနစ်တကျစုဖွဲ့ချီတက်ရှင်းလင်းမှုများဆောင်ရွက်လျက်ရှိရာအောက်တိုဘာ26ရက်တွင်ဗမောင်းမြို့၏အနောက်ဖက်နှင့်အနောက်မြောက်ဖက်မီတာ2000ခန့်အကွာသို့ရောက်ရှိစဉ် KIA PDF အဖွဲ့ကမြို့အတွင်းရှိပြည်သူပိုင်နေရဆောင်များ ဌာနဆိုင်ရာအဆောက်အုံများကိုမိရှုဖြည့်ဆည်းကြကြောင်းသိရပါတယ်။မိရှုဖြည့်ဆည်းကြရသည့်ဗမောက်မျိုးအတွင်းရှိအဆောက်အုံများအားဤအမြန်ဆုံးနှိမ့်သက်နိုင်၏အခြားသောပြည်သူလူထု၏အဆောက်အုံများမိကူးဆက်မှုမရှိစေ၏ထပ်မံ၍အခြားအကျန်းဖက်လုပ်ရများလုံဆောင်မှုမရှိစေ၏အတွက်တက်မတော်စစ်ကြောင်းများကရင်ဆိုင်တိုက်ခိုက်လျက်ရှိသည့်လက်ကျန်အကျန်းဖက်တောင်းကျမ်းသူများအားတိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်းသိရပါတယ်။ KIA အကျန်းဖက်တောင်းကျမ်းသူအဖွဲ့နှင့် NUG လက်ဝေခံ PDF အမည်ခံအကြံဖတ်တောင်းကျသူများသည်၎င်းတို့အားထောက်ခံအားပေးမှုမရှိသည့်ဒေသခံပြည်သူများအားအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းလူသစ်ဆူဆောင်ခြင်းများအပါအဝင်အကြံဖတ်လုပ်ရမျိုးစုံကိုလှုံ့ဆော်လျက်ရှိသဖြင့်တမတော်စစ်ကြောင်းများကသမောင်းမျိုးအားပြန်လည်သိမ့်ပိုက်ရရှိရေးအပါအဝင်အခြားလိုအပ်သည့်နေမည်လုံခြုံရေးနှင့်နေမည်စုမှုရေးလုပ်ငန်းများကိုဒေသခံပြည်သူများနှင့် ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ Select တင်ဆက်ပေးမယ့်တင်ရတော့မြန်မာမျိုးသမီးများကိုတရုတ်အမျိုးသားများနဲ့ပေါင်းသင်းနေထိုင်စေပြီးတရုတ်နိုင်ငံသို့ပို့ဆောင်ရန်စီစဉ်ခဲ့ကြသူများအားအလုံးနှင့်ထောင်နဲ့၁၂နှစ်စီချမှတ်ခဲ့တဲ့တင်ဖြစ်ပါတယ်။ အမျိုးသမီးများကိုတရုတ်အမျိုးသားများနှင့်ပေါင်းသင်းနေထိုင်ခြင်းပြီးတရုတ်နိုင်ငံသို့ပို့ဆောင်ရန်စီစဉ်ခဲ့ကြသူများအားလူကုန်ကူးမှုဖြင့်အလုံးနှစ်ထောင်နဲ့ဆက်နှစ်နှစ်စီချမှတ်ခဲ့ကြောင်းသိရပါတယ်။ဖြစ်စဉ်မှာမန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်၊အုံချောကြီးရွာနှင့်ဒေါ်ပြိခေါ်ဒေါ်ခင်ပြင်းနှင့်၎င်း၏သမီးဖြစ်သူတရုတ်နိုင်ငံနှင့်မတ်တီတာတောင်တို့က၎င်းတို့နှင့်ခင်မင်းရင်းနှီးကြသူများဖြစ်ကြသည့် ပတိန်ကြီးမျိုးနေ အသက်28နှစ်အမျိုးသမီးတူဆလင်းမျိုးနေအသက်24နှစ်အမျိုးသမီးတူနောင်ချိုမျိုးနေအသက်30အမျိုးသမီးတူတို့ကိုတရုတ်နိုင်ငံသားနဲ့လက်ထပ်ပါကငွေကျပ်သိန်း100ရရှိမည်တင်နေသည့်အကြွေးများဆက်ပြီးမည်ဟုစီယုံပြောဆိုခဲ့ပြီးတရုတ်နိုင်ငံသို့ပို့ဆောင်ရအတွက်နိုင်ငံကူးလက်မှတ်အားမြောက်ဝတီမျိုးတွင်တွားရောက်လုပ်စီခဲ့ကြောင်းသိရပါသည် ောက်တိုဘာ24ရက်တွင်မဟာအောင်မြေခရိုင်တရားရုံးမှဖမ်းဆီးတရားခံမန္တသက်အောင်ကိုအလုံးနှစ်ထောင်နဲ့12နှစ်ကြာခံစီရန်အမိန့်ချမှတ်ခဲ့ပြီးတင်းရှောင်တရားခံမသေးယူရကိုရာဇဝင့်ကျင့်တုံးဥပဒေပုံမှာ89ရင်းဆောင်88အတီးပြုထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်ရှင်။